ားလုံးပဲမင်္ဂလာပါထဲရောပိုင်းချီကကျူဆိုပါရယ်ဒီနေ့လှုပ်ပြီးွားမှာကမေလာမှာဘာတွေကြုံ တွေ့ဖို့ရှိလဲဆိုတာကိုကြည့်ွားပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပိုင်းလေးနှစ်ပိုင်းပေးထားတယ်အဲ့ဒီကကိုကြိုက်တဲ့ပိုင်းလေးတစ်ခုရွေးပြီးတော့ဆက်ကြည့်ပေးပါပေါ့နော် ကို့အတွက်ပဲ private reading လို့ရှင်ရင်ချီ ਉਹ ဒီ TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့ဆက်သွယ်လာနိုင်တယ်နော် ပိုင်ဝမ်းလေးတွေမင်္ဂလာပါပိုင်ဝမ်းလေးတွေကဒီမေလာမှာဘာတွေကြုံတွေ့ရမလဲဆိုတော့ပေါ့เนาะဒီတချို့ပိုင်ဝမ်းလေးတွေထဲမှာပေါ့เนาะကိုအရန်စ조사အားထုတ်ပြီးတော့ကိုလုတ်ချင်တဲ့အရာတွေပေါ့เนาะလှုပ်ဖို့ကြံ့ရွှဲထားတဲ့သူတွေပို့ပြီးတော့ဒီဇိုင်းတမတ်နဲ့လှုပ်ဖြစ်လိုက်မယ်ကိုရဲ့အိမ်မက်တွေကိုပို့ပြီးတော့အကောင့်ထဲပေါ်ပြစ်လိုက်မယ်ပြီးရင်ဒီမေလာမှာကိုရဲ့ဒီစိတ်ရဲ့ ိုယ့်ရဲ့ဒီအုံနှောင်ရဲ့နှစ်ခုပေါင်းဆက်ပြီးတော့ကောင်းမွန်တဲ့အရာတွေကောင်းမွန်တဲ့အတွေးခေါ်တွေဖြစ်ပေါ်လာမယ်။ကိုကိုတိုင်းဦးစီးဦးဆောင်နေတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီဉာဏ်ပညာထက်မြတ်မှုကြောင့်ပေါ့နော်သူများထက်အထုတ်ထိတ်ကိုရောက်မှအောင်တွေ့ရတယ်။ပြီးရင်ကိုလှုပ်ထားတဲ့အရာတွေအရင်တော့ကိုစ조사အထုတ်ထားတဲ့အရာတွေဆိုလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့အဲ့ဒီရဲ့အတီးအပွင့်ကိုပြန်ပြီးတော့ခန်းစားနေရမှာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပိုင်ဝန်လေးတွေထဲမှာ relationship ရှိတဲ့သူတွေကလေ အခုဒီမေလာထဲမှာပေါ့နော်နည်းနည်းအဲ့လိုမျိုးကတိကတောက်လေးဖြစ်တတ်တာမျိုးရှိလိမ့်မယ်တယောက်နဲ့တယောက်မချစ်တာမဟုတ်ဘူးချစ်လိမ့်မယ်ဒါပေမဲ့သူ့လည်းသူ့လှုပ်ဆရာရှိရာသူ့လို့အဲ့လိုတယောက်နဲ့တယောက်ကကွာအဲ့လိုမျိုးနည်းနည်းပြိုင်ဆိုင်လေးတွေရှိရာထက်အပြိုင်ဆိုင်မဟုတ်ဖ ೇನೆ ဘယ်လိုမျိုးလဲဆိုတော့သူကလည်းသူ့ရဲ့အဲ့လိုယောက်ျားအာနာပေါ့ကွာသူ့လှုပ်ဆရာရှိရာသူ့လို့မယ်သူ့ဆရာလာမလုံးနဲ့ကိုကလည်း ကိုလုံးစီယာရှီယာကိုလုံးမဲကိုဆီယာလာမလုံးနဲ့အဲ့လိုမျိုးနဲ့နှစ်ယောက်တစ်ချက်ချက်လေးညှိနေတတ်ကြရယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတတ်ကြရယ်ဒါပေမဲ့ဒီမေလာကုံကန်နီးလောက်တတိယပတ်လောက်ဆိုရင်တော့အဲ့အလေးတွေကပြန်ပြီးတော့ညှိယူပြီးတော့အစဉ်ပြေးွားလိုက်မယ်ပေါ့နော်ဒီ relationship တမားရယ်ဆိုလို့ရှိရင်နေနေပါပါရှော့ပေးပါပေါ့နော်အဲ့လိုမျိုးတစ်ဖက်နဲ့တစ်ဖက်ညှိပြီးတော့ရှော့ပေးပါပြီးရင်များသောအားဖြင့်ဒီထဲမှာတချို့ပိုင်ဝန်းလေးတွေဆိုလို့ရှင်ပေါ့နော် ကိုအရင်တော့ကစူးစမ်းအားထုတ်ထားတဲ့အရာတွေဒီလထဲမှာရလာတတ်တယ်။ပြီးတော့အလौရှာနေတဲ့သူတွေဆိုလို့ရှိရင်လည်းကွာထားပါတော့အလौရှာတာ9လလောက်6လလောက်ကြာပြီးအဲ့လိုမျိုးလုံးဝအဲစိတ်ကိုရှော့ချလိုက်တဲ့အချိန်ကြတော့မှဒီအလौကခေါ်စာရလာတာတို့အဲ့လိုမျိုးလေးတွေကြုံသွားတတ်တယ်ပေါ့နော်။တချို့ဒီထဲမှာ single လေးတွေကြတော့ဒီ relationship ကိုလုံးဝစိတ်ဝင်စားတော့ပါဘူးကိုယ့်ရဲ့ဒီအလौရှာရှိရတနေ့လှုပ်ရှားအလौတွေကိုပဲ focus ထားပြီးတော့လုပ်မယ်အဲ့လိုလူတွေကြတော့လေ မထင်ထားတဲ့အချိန်မှာ ကို့ဘွားတွေကိုဒီလူတယောက်အစ်တတယောက်ဝင်လာမှမျိုးကို တွေ့ရတယ်။ပြီးတော့ဒီထဲမှာ ပိုင်ဝမ်းလေးတွေကလှုပ်ရှားရီများနေရတူလို့မြင်ရတယ်ပေါ့နော်။အဲ့လိုဆိုပေမဲ့တစ်ခါလေကြရင်ကို့ဟာနဲ့ကိုစိတ်ထက်ကြတာမျိုးတွေရှိတယ်။အဲ့လိုမျိုးအပြင်မှာကြတော့ကိုပင်မန်းနဲ့တွက်လက်တဲ့အဲ့လိုမျိုးပုံစံဒါမှမဟုတ်တကယ်တကယ်စိတ်ထဲမှာနည်းနည်းလေး အာစိတ်ထဲမှာအဆင်မပြေနေတဲ့ຢာလေးရှိနေတတ်တယ်ပေါ့နော်ဒီတချို့ပိုင်ဝန်းလေးတွေပေါ့နော်ဒီဆက်ဆံရေးပိုင်းနဲ့ဆိုင်ရာပေါ့ဒီအလုံးမှာဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကြီးစားရှိတဲ့သူတွေဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဟိုအများနဲ့ဆက်ဆံရေးမှာနည်းနည်းလေးကတိကတောက်လေးတွေဖြစ်နေတတ်တာမျိုးရှိရယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးရှိရယ်ဆိုရင်ပိုင်ဝန်းလေးတွေကပုံမှန်လင်လင်ပြောဆိုကြပါပေါ့နော်ပုံမှန်လင်လင်ပြောဆိုရင်းနဲ့ပြန်ပြီးတော့ဒီအကြောင်းအရာတွေဖြေရှင်းလာနိုင်မယ်ပေါ့နော် အဲ့တော့ပိုင်1လေးတွေရှိတဲ့ message ကတော့ဒီနေ့ထားပါပဲအဲ့တော့ပိုင်1လေးတွေကကိုယ့်အတွက် private reading လိုချင်ရင်ချီ YouTube TikTok ဒါမှမဟုတ်ရင် Messenger မှာလာပြီးတော့မေးလာနိုင်တယ် YouTube ကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင် YouTube မှာလည်း subscribe လုပ်ပြီးတော့ video လေးတွေတွားကြည့်နိုင်ပါတယ်เนาะပိုင်1လေးတွေကန့်ကောင်းပါစေ Phi 2လေးတွေမင်္ဂလာပါ Terror ပိုင်းချီကကြိုဆိုပါတယ် Phi 2လေးတွေရေဘလို့ဖြစ်နေလဲဆိုတော့ ညာဘက်ကျရင်လေအဲ့လိုမျိုးအိတ်မပြောဘဲနဲ့ကို့အဲ့လိုမျိုးကို့မှာပူစရာအရာတခုခုများရှိနေလားပေါ့နော်ဒီရေရှည်ကိုခံမှန်းပြီးတော့ဒီ future အတွက်အနာဂတ်အတွက်လမ်းပြောင်းနေတာမျိုးဒါမှမဟုတ်ရင်ကို့စိတ်ထဲမှာတွေးပြီးတော့ကိုပူပန်နေရမယ့်အရာတခုခုများရှိလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ by to လေးတွေမှာအဲ့လိုနည်းနည်း anxiety ရှိတတ်တယ်ကွာအဲ့လိုအတွေးတွေအရမ်းများပြီးတော့အဲ့လိုညာဘက်ကျရင်ကောင်းကောင်းအိတ်မပြောဘူးတစ်ချက်တစ်ချက်အဲ့လိုမျိုးလန့်နိုးလာတယ် ကိုအဲ့လိုမျိုးတခုခုကတခုခုဖြစ်မှာကိုကစိုးရိမ်နေရကွာကိုမလိုလားအပ်တဲ့အရာတခုဖြစ်မှာပေါ့နော်ဒီအနာဂတ်တော့ကြိုတင်ပြီးတော့စဉ်းစားတွေးခေါ်ပြီးတော့အဲ့လိုမျိုးပူနေတာဒါမှမဟုတ်ရင်အခုလက်ရှိမှာကိုမနေခြင်းတဲ့အရာအဲ့လိုမျိုးတခုခုမှာပိတ်မိနေလို့ဥမာအလောက်ကရင်ဖြစ်ဖြစ်ပေါ့ကွာဒီပါရီထူးလေးတွေကဒီမေလာမှာဘာကြုံတွေ့ရမလဲဆိုတော့ဒီကိုမလုံးချင်တဲ့အလောက်ကရင်ပတ်ဝန်းကျင်မှာကိုကပိတ်မိနေတာအဲ့လိုမျိုးအလောက်ကထွက်ချင်တဲ့ဒါပေမဲ့ ဒီနောက်ထပ်အလုပ်တစ်ခုလျှောက်ထားတာကမရသေးဘူးအဲ့ဒါကြောင့်မလို့ထွက်လို့မရသေးဘူးပြီးရင်ဒီအခုလက်ရှိမှာလည်းဒီကိုရောက်နေတဲ့နေရာရောက်ရှိဖို့ကလည်းမလွယ်ခဲ့ဘူးပေါ့နော်ကိုအရန်စူးစမ်းပြီးတော့မှရထားတဲ့အလုပ်တစ်ခုရှိတယ်ပြီးရင်ဒီတချို့ပိုက်တူလေးတွေကကြတော့ကိုကသူများရဲ့အမြင်ကိုနည်းနည်းလေးဂယူးဆိုင်တဲ့နေရာမှာပါတယ်ပေါ့နော်ကိုဘသူကအဲ့လိုမျိုးမကောင်းမြင်သွားမလဲဒီလိုပြောလိုက်လို့ရှင်ဆိုပြီးတော့သူများအတွက်အဲ့လိုမျိုး လုတ်ပေးလေးရှိရေပေါ့နော်ကိုကိုအဲ့လိုမျိုးမကောင်းပြောရတဲ့လူတွေကအစာကိုကစိတ်မနာပဲနဲ့သူတို့ကိုကိုကပြန်ပြီးတော့ကောင်းပေးနိုင်တယ်ပေါ့ကွာအဲ့လိုမျိုးပုံစံတွေ့ရတယ်။အဲ့တော့ဘိုင်ထူးလေးတွေပေါ့နော်တကယ်လို့သူများအမြင်တွေကိုအရန်ဂယူးဆိုင်တယ်ဆိုလို့ရှိရင်ဒီမေးလာတယ်မှာပေါ့နော်အဲ့လိုမျိုးဂယူးမဆိုင်ဖ ೇನೆ ကို လုံးစရာရှိရလေးကိုဆက်လုတ်သွားမအောင်မြင်ရတယ်ပေါ့နော်ကို့အတွက်ကိုပြန်ပြီးတော့ရက်တီလာမှာမျိုး တွေ့ရတယ်။ ပြီးရင်တချို့ပိုက်တူးလေးတွေအဲ့လိုမျိုးလမ်းလမ်းပြောက်နေတဲ့တူးလေးတွေပေါ့နော်ဒါမှမဟုတ်ရင်အလုတ်အကန်လျှောက်ပြီးတော့အလုတ်အကန်မရသေးဘူးအဲ့လိုမျိုးဖြစ်ပြီးတော့လူစိတ်မကောင်းဖြစ်နေရတော့ emotional ဖြစ်နေရတော့တခုခုအဲ့လိုမျိုး depression ဝင်နေတဲ့သူဆိုလို့ရှိရင်လေဒီမေလာထဲမှာလေကိုယ်အတွက်ကံကြမ္မာအလှည့်ပြောင်းတစ်ခုကျုံလာမယ်နော်ဒီလားကိုယ်အတွက်အဲ့လိုမျိုးကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်လာမယ်ကို့ဘေးနားမှာမကောင်းတဲ့လူတွေမကောင်းတဲ့ မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လည်းသူတို့လည်းသူတို့လမ်းသူတို့သွားလိုက်မယ်ပေါ့နော်ကို့အတွက်လည်းဘဝတက်လန်းအောင်ရှိလာပြီဒီမေလာကုံ6လပိုင်းနဲ့မှာဆိုလို့ရှိရင်ဒီတချို့ပိုက်ထိုးလေးတွေပေါ့နော်အဒီအစောကပြောသွားသလိုဒီနေရာမှာမနေချင်းဘူးကိုကပြိမိနေတယ်အဲ့လိုမျိုးခံစားရတဲ့သူတွေဆိုလို့ရှိရင်အဝေးတနေရာကိုရောက်ဖို့အခွင့်အရေးတွေပေါ်လာလိုက်မယ်ဒီအလုပ်အကင်နဲ့ပတ်သက်ပြီးတော့လည်း relocation တွေဖြစ်လာပြီးရောနောက်ထပ်တနေရာမှာအလုပ်သွားလုပ်ရတာမျိုးဖြစ်လာနိုင်မယ် ပြီးရင်ဒီကြောင်းသွားတက်ဖို့လုပ်နေတဲ့သူတွေဗီဇာလျှောက်ထားတဲ့သူတွေကြာမလာသေးတဲ့သူတွေဆိုလို့ရှိရင်လည်းဒီမေလကုန်လောက်ထဲမှာထူးခြားလာနိုင်တယ်တကယ်လို့အလောက်ကင်တက်ရှာနေတဲ့သူဆိုလို့ရှိရင်လည်းဒီမေလကုန်လောက်မှာထူးခြားလာနိုင်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကို့အတွက်ဒီ파이ထူးလေးအတွက်အပြောင်းလဲဖြစ်မှာကဒီမေလာကတော့ဒီတိုင်းလေးပဲအဲ့လိုမျိုးဟိုရောင်လဲလဲနဲ့သွားနေဦးမှာပေါ့ကွာဒီလားဒါမဲ့အဲ့လိုမျိုးအပြောင်းလဲကလုံးဝ စ်တော့မဲ့အချိန်အတိမေလကုန်ကန်နီးလောက်မှာပေါ့နော်ဖြစ်မှာမျိုးတွေ့ရတယ်တချို့ဒီပညာသင်နေတဲ့သူတွေဆိုလို့ရှင်လည်းဖြည့်ထားတဲ့ဆောင်မွေးတွေရှိတယ်ဗာညာအဲ့လိုမျိုးဗီဇာတွေလျှောက်ထားတယ်ဆိုလို့ရှင်လည်းအောင်မြင်ခြင်းနှမိတ်ရှိတယ်ပေါ့နော်အဲ့တော့ဒီ6လပိုင်းထဲမှာကိုတို့ကိုတခုခုရီမှန်းချက်ကြီးကြီးမားမားနဲ့လှုပ်ထားတဲ့အရာဖြေးဆိုးထားတဲ့အရာတွေဆိုလို့ရှိရင်ဖိုက်ထူးလေးတွေရတာကိုမြင်နိုင်တယ်ရတာကိုမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ် ပြီးရင်ကို့ပတ်ဝန်းကျင်ရလူတွေကလည်းကို့ဘောတကယ်ကောင်းတဲ့လူတွေနဲ့တွေ့ရမှာအောင်မြင်ရတယ်။ဒီထဲမှာတော့ဒီ relationship နဲ့ပတ်သက်ပြီးတော့ Pie Two လေးတို့ကမိလာမှာဘာကြောင့်တွေ့ရမလဲဆိုရင်တော့တယောက်ကိုတယောက်အဲ့လိုမျိုးလေ fair fair လေးဆက်ဆံပြီးပါပေါ့เนาะအဲ့လိုတစ်ခုခုပြောချင်တယ်ဆိုလဲသူ့နေရာကိုပြန်စဉ်းစားပြီးတော့ကြည့်ပြီးအဲ့လိုမျိုးလေးနဲ့ဆက်ဆံသွားရင်တော့ဒီ fight to လေးအတွက်ဒီ relationship မှာတော့ဘာမှပြဿနာရှိတာကိုမတွေ့ရဘူးပေါ့เนาะတချို့ကြတော့လဲ ဒီကိုယ့်ရဲ့ဒီတက်လန်းအတွက်ရီးစားမထားခြင်းနဲ့သူတွေဒါမဲ့ဒီရီးစားကိုဖျက်လို့မရသေးဘူးအဲ့လိုမျိုးလေးကြီးလေကြုံနေရတတ်တယ်ပေါ့နော် ကဲအဲ့လိုလူကြီးဆိုလို့ရှင်လေမေလာကုံတော့မှနည်းပါးပါးစကားပြောရတာအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရပါတယ်ကဲအဲ့တော့ဒီဖိုက်ထူးလေးတွေအတွက်မေလာမှာဗာဆက်ဖြစ်မလဲဆိုတော့ဒီနေ့ကတော့ခြေတွေ့ရတာလေးပဲတွေ့ရပေါ့နော် အဲ့တော့ဒီ파이ထိုးလေးတွေကိုယ့်အတွက်ပဲ private reading လိုချင်လို့ရှင် GOD TikTok ဒါမှမဟုတ်ရင် Messenger လာပြီးတော့ဆက်သွယ်လာနိုင်တယ်เนาะ YouTube မှာလည်း video လေးတင်ထားမလို့ YouTube ကို subscribe လုပ်ပြီးတော့ video လေးတွေတွားကြည့်လာနိုင်ပါတယ်เนาะ파이ထိုးလေးတွေကံကောင်းပါစေ